ရန်ကုန်မန္တလေးအမြင်လမ်းမကြီးမိုင်နံအမှတ်346မှအနီးမှာယနေ့ဒီဇင်ဘာ28ရက်မနက်6နာရီကျော်ခန့်ကအမြင်လမ်းမပေါ်တံမောင်းနဲ့ထော်လာကြီးအားလူလေးဦးစီးလာတဲ့အင်စီကားတစ်စီးမှဝင်တိုက်မိမှုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်ကြောင့်အင်စီကားပေါ်မှာလိုက်ပါလာသူလေးဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တာဖြစ်ကြောင်းရဲမှတ်တမ်းတွေအရသိရပါတယ်။ဖြစ်စဉ်မှာဒီဇင်ဘာ28ရက်မနက်6နာရီကျော်ခန့်ကရန်ကုန်မန္တလေးအမြင်လမ်းမကြီးမိုင်နံအမှတ်346မှတဖာလုံးနဲ့နှစ်ဖာလုံးအကြားမှာရင်မောင်းကျော်စင်လက်ဖျားကြီး ီကုံကြီးရွာတတအူးမြို့နယ်နေသူတအူးရဲမောင်းနှင်လာတဲ့အစိမ်းအောင်ထော်လာကြီးရင်မှာလမ်းဘေးမြေသားလမ်းမအမြင်လမ်းမကြီးပေါ်သို့တက်ရောက်မောင်းနှင်ခဲ့ကြောင်းရဲမှတ်တမ်းများမှာပါရှိခဲ့ပါတယ်အဲ့ဒီလိုမောင်းနှင်နေစဉ်လမ်းမအတိုင်းရန်ကုန်ဘက်မှမန္တလေးဘက်သို့ရင်ပေါ်မှာရင်မောင်းအပါဝင်ကြတအူအမျိုးသမီး၃ဦးလိုက်ပါလာတဲ့အ내ရောင်အင်းစီကဟာအမြန်လမ်းမပေါ်တက်မောင်းနဲ့ထော်လာကြီးရင်ရဲ့နောက်ပိုင်းအားဝင်တိုက်မိရမှာထော်လာကြီးရင်မှာတုံလုံးလဲကျသွားခဲ့ပြီးအင်းစီကမှရက်တန်သွားခဲ့တာဖြစ်ပါတယ်။ရင်တိုက်မှုကြောင့်ထ ခလာကြီးရမောင်းဖြစ်သူကျော်စင်လက်မှာထိခိုက်ဒဏ်ရာရှိခြင်းမရှိတော့လဲကယ်ဒီနာအနှဲ့အောင်ရှင်ပေါ်မှာရမောင်းဥခင်မောင်ကြီးအပါဝင်အတူလိုက်ပါသူအမျိုးသမီး၃ဦးတို့မှာမေးစိနောက်ကျော်ရင်ပန်းနဲ့ခြေတလုံးတို့မှာထိခိုက်ဒဏ်ရာအသီးသီးရရှိသွားခဲ့ပြီးကယ်ဒီနာအနှဲ့အောင်ရှင်မှာရှေ့ကောင်းပိုင်းပျက်စီးသွားခဲ့တာဖြစ်ပါတယ်ရင်မတော်ဆမှုဖြစ်ပွားရသောစကန်အင်းအမြန်လမ်းမကြီးရဲ့စခန်းမှုရဲအုပ်သိန်းဘူပါတပ်ဖွဲ့ဝင်များအမြန်လမ်းမီတပ်တပ်ဖွဲ့မှလက်ထောက်ဦးစီးမှုဟိန်သက်ဆွေပါတပ်ဖွဲ့ဝင်များနဲ့အမြန်လမ်းကျမ်းမာရေးဆောက်ရှောက်မှုအဖွဲ့မှတာဝန်ရှိ ိသူများတွားရောက်ကူညီဆောင်ရွက်ခဲ့ကြပြီးထိခိုက်ဒဏ်ရာရှိသူများအားအမြဲတမ်းတပ်ဖွဲ့ပိုင်ရှင်နဲ့တရတဦးစည်းရုံတို့ပို့ဆောင်ကူတာပေးထားရကြောင်းရဲမှတ်တမ်းတွေရသိရပါတယ်အဆိုပါရေမတော်အဆမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးအမြန်လမ်းမကြီးပေါ်တရမောင်းနှင်ခွင့်မရှိတဲ့ထော်လာကြီးရင်အားအမြန်လမ်းပေါ်မောင်းနှင်တဲ့ရေမောင်းကျော်စင်လက်အားဥပဒေအရအေးအေးယူပေးဖို့ရဲအုပ်ဖြိုးမမောင်မှတရလူလုံးတိုင်ကြတာကြောင့်စကန်အင်းအမြန်လမ်းမကြီးရဲ့စခန်းမှာရင်ပ6တုံညမြေဆောင်2016 ြည်မှုပုံမှန်330ခွန်အရအမှုဖွင့်အရေးယူထားတာဖြစ်ပါတယ်။